ဖြေပြောင်းလို့ရနိုင်တယ်။နောက်ဆုံးမှစိတ်ဟာလွတ်မြောက်လုံးဝလွတ်မြောက်သွားတဲ့အခြေအနေတစ်ခုရောက်ရှိသွားတယ်။လုံးဝလွတ်မြောက်သွားတဲ့အခြေအနေရောက်တဲ့စိတ်ထက်ကလေးဟာဘယ်ခါကာလမှပြန်လည်ပြီးတော့ညစ်နွမ်းလာတဲ့ဆိုတာမရှိဘူး။ဘယ်ခါကာလမှပြန်လည်ပြီးတော့လှုပ်ရှားလာတာဖြစ်စည်းလာတာမရှိတော့ဘူး။ ိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ခေါ်တယ်။စိတ်ရဲ့ဖိစီးမှုတွေကို stress ဒီကနေ့ခေတ်မှာလူတွေဟာကြီးပွားတိုးတက်အောင်ကြိုးစားအားထုတ်ကြတယ်။စီးပွားရေးဘက်ကတိုးတက်လာအောင်နိုင်ငံတကာအဆင့်မီအောင်ဟိုလူဒီလူရဲ့အဆင့်တွေမီအောင်လို့ဆိုပြီးတော့ ကျိုးစားအထောက်လာကြတဲ့အခါလူ့ဘဝလူလောကအသုံးဆောင်နေဘက်ကလူတွေချမ်းသာလွယ်ကူမှုအတွက်အသုံးပြုစရာတွေဘက်ကအမတန်မှတိုးတက်ကောင်းမွန်လာတယ်ဟုတ်အမတန်မှတိုးတက်ကောင်းမွန်လာခေါင်းနိုင်ငံဒီနိုင်ငံခရီးသွားဖို့ဆိုလဲ တက်တောင်တက်တာအချင်းတူတူနဲ့ရောက်သွားနိုင်တယ်။ကိုယ်နိုင်ငံအတွင်းမှာလည်းတဏှာတဏှာသွားမယ်ဆိုလို့ရှိရင်တက်တက်သားသားအချင်းတူလေးအတွင်းမှာရောက်ရှိသွားနိုင်တယ်။ဒီလိုစီးပွားရေးဘက်ကလူတွေရဲ့အတုံးဆောင်ဘက်ကတိုးတက်လာပေမဲ့လို့စိတ်ရဲ့ဖြစ်စည်းမှုတွေက မြန်မြန်လာတယ်ဒီလောက်လွယ်ကူပြီးတော့တိုးတက်နေတဲ့ခကြီးတွေမှာစိတ်ချမ်းသာမှုတွေပိုတိုးလာသလားလို့ဆိုရင်စိတ်ချမ်းသာမှုကပိုမတိုးစိတ်ရဲ့ဖြည့်ဆည်းမှုဓာတ်တွေကပိုတိုးလာတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတာအလေးနဲ့ထားပြီးတော့လေ့လာပြီးတော့ကြည့်တယ်ဘုရားမြတ်စွာဘုရားကနိလန်းနဲ့ပြေးထားတယ် လူတွေရဲ့လိုဘဟာဘယ်တော့မှပြည့်တယ်လို့မရှိဘူးပြည့်တယ်မရှိသည့်အတွက်ကြောင့်မပြည့်နိုင်တာကြီးကို ဖြည့်နေမယ်ဆိုလို့ရှိရင်မဆုံးနိုင်တဲ့ခရီးလမ်းကြီးကိုရှောက်နေတာဖြစ်လို့လူတွေရဲ့စိတ်ဓာတ်ဟာလူမြဲလုံးနေမှာပဲအတ္တိတောလောကောတဲ့ဘုရားမြတ်စွာဘုရား လောကသားတွေကဘယ်တော့မှတင်းတိမ်သွားတာမရှိဘူးတဲ့ဘလောက်ပဲဖြည့်စည်းပေးဖြည့်စည်းပေးမတင်းတိမ်ဘူးကောင်းတဲ့ကောင်းတိုးတဲ့တဲ့တိုးတဲ့အောင်ဒီလိုပဲ調査နေမှာလောက်ပဲ調査調査ထိုကဲ့သို့調査လာသည်နှင့်အမြတ်လူအသုံးဆောင်တွေဘက်ကတိုးတက်လာသည်နှင့်အမြတ် လူတွေရဲ့စိတ်ထဲမှာလည်းပဲစိတ်ဖြည့်စည်းမှုဆိုတဲ့ဒဏ်ရဒဏ်ချက်တွေကလည်းပဲတိုးတယ်တိုးလာတယ်။တက္ကမလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရမယ်။အေးကံကောင်းထောက်မှလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူခွင့်ရကြတယ်။တရားကိုနှလုံးသွင်းခွင့်ရကြတယ်။လက်တွေ့ရှင်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာ ထိုစိတ်ဖြစ်စဉ်မှုဒဏ်တွေကိုအတော်အသင့်ချောချနိုင်ကြတော်သင့်ချောချနိုင်ကြ